ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသတွေမှာအစ္စလာမစ်စစ်သည်ကျော်တွေရဲ့ပြန်ပြီးဆွဲတာတွေနဲ့အကြမ်းဖက်တိုက်ခိုက်ခံရနိုင်တဲ့အနေအထားတွေဟာမြင့်တက်နေတာကြောင့်အဲ့ဒီနေရာဒေသတဝိုက်နေရာအားလုံးနှိပါကိုခီးသွားလာခြင်းမပြုလို့ဖို့အနောက်နိုင်ငံတွေရဲ့အစိုးရတွေက သူတို့ရဲ့နိုင်ငံသားတွေကိုတတိပေးချက်ထုတ်ပြန်ထားပါတယ်။စစ်သေးကြတွေကိုစစ်စင်ရေးလုပ်ရန်အတွက်ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိမင်းတန်နာအိုဒေတာတလောမှာသမရဒူတာတွေကစစ်အုပ်ချုပ်ရေးအမိန့်ကိုအခုနှစ်ကုန်ပိုင်းအထိအချိန်တိုးမြင့်ပြဋ္ဌာန်းထားတယ်လို့ဗြိတိန်၊ကနေဒါနဲ့အော်စတြေးလျနိုင်ငံတွေမှာတတိပေးချက်အသစ်တွေကိုထုတ်ပြန်ပေးထားကြောင်းလည်းသိရပါဗယ်။မင်းတန်နာအိုဒေတာမှာအကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပြန်ပြီးဆွဲခံရမဲ့အန္တရာယ်တွေဟာအလွန်မြင့်တက်နေကြောင်းဒါကြောင့်ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိအကြီးဆုံးမြို့ဖြစ်တဲ့ ဒါဘာအိုမြို့မှာအပမင်းတန်းနာဝဒေတာရဲ့ပင်နေရာကိုမှခီးတွလာခြင်းမပြုလို့ဖို့ကနေဒါအစိုးရကတတိပေးချက် ထုတ်ပြန်ပေးထားတယ်လို့လည်းသိရပါဗျ။ ဖိလစ်ပိုင်နိုင်ငံမှာမြို့တော်မနီလာအပါအဝင်နေရာအနှံ့အပြားမှာအကြမ်းဖက်သမားတွေဟာတိုက်ခိုက်လာနိုင်ပွဲရှိကြောင်းဖြစ်နိုင်ခြေဟာအလွန်များကြောင်းဗြိတိန်အစိုးရကလည်းသတိပေးချက်ထုတ်ပြန်ပေးထားတယ်လို့သိရပါဗျ။အလားတူအော်စတြေးလျနိုင်ငံကလည်းကနေဒါနဲ့ဗြိတိန်နိုင်ငံတို့လိုပဲ၎င်းရဲ့နိုင်ငံသားတွေကိုဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းသို့ခီးသွားလာခြင်းမပြုလုပ်ဖို့သတိပေးချက်ထုတ်ပြန်ပေးထားကြောင်းလည်း AFP သတင်းမှရေးသားဖော်ပြထားပါဗျ။ လပန်နိုင်ငံတောင်ပိုင်းမှာအာရစ်စစ်သွေးကြောင့်များထကြွတောင်းကျမ်းနေတာကြောင့်အစိုးရတပ်ဖွဲ့များနဲ့တိုက်ပွဲများဖြစ်ပွားနေတာဟာနှစ်လကျော်ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။လပန်အစိုးရတပ်ဖွဲ့များနဲ့ IS အကြမ်းဖက်သမားများနှစ်လကျော်ကြာဖြစ်ပွားနေခဲ့တဲ့တိုက်ပွဲများအတွင်အရတားအယောက်100ခန့်အပါအဝင်လူပေါင်း600ကျော်သေဆုံးခဲ့ရပြီဖြစ်ကာအရတားဥယေ9သိန်းလောက်မှလည်းအိုးမဲအိမ်မဲဖြစ်ခဲ့ရကြောင်းအစိုးရကထုတ်ပြန်ပေးခဲ့တဲ့အချက်အလက်များအရသိရပါတယ်။